အပိုင်း28ရက်အစမှာဆိုရင်တော့ဒံခွေကမြန်တဲ့ဖုံးကိုလွင့်ပစ်လိုက်ဖို့အတွက်ပင်လယ်ဓားပြကြီးကဩပြောနေကြတာကိုတွေ့ရမှာပါလူဖီကိုလည်းပဇက်ပိတ်ထားဖို့ဩနေခဲ့ပြီးစသနာတရဇက်ပြစ်နေတာမို့လူဖီလည်းဘေးလွတ်ရာကိုအမြန်ပြေးနေကြရပါတယ်ဒါတော့အာမလျှော့သေးပဲပြန်ချဖို့လုပ်နေတဲ့လူဖီကိုဂိမ်းကဒွန်ခရီကိုရန်သွားမဆောက်ဖို့အတွက်ပြောခဲ့လိုက်ပါသေးတယ်သူကအစွမ်းထက်ဆောင်လူသားဖြစ်တာမို့လူဖီတယောက်ဘလို့မှနိုင်မြူနိုင်မှာဘူးဒိုင်ယာရီနဲ့လဲချနေတဲ့ဆန်ကြီးကလည်းဒွန်ခရီကလူဖီကိုတတ်ချင်နေကြကြောင်းသူ့ရဲ့လက်ွက်ထဲကိုမွေမိစေဖို့အတွက်တတိပေးခဲ့ပါသေးတယ်။ အားလုံးကဘလောက်ပဲတားနေပါစေလူဗီကတော့သူ့ရဲ့ယုံကြည်ချက်တစ်ခုအတွက်ဒွန်ခရီကိုယင်ဆိုင်မှုအစင်းသင်းဖြစ်နေခဲ့ပြီပဲဖြစ်ပါသည်တဖက်မှာဂိမ်းကသူ့စိတ်အလိုကိုလိုက်ပြီးတာဝန်ကိုမကျေပွန်နိုင်ခဲ့တဲ့အတွက်တေးသေးမာရဲဆိုပြီးသူ့ရဲ့မတ်စ်ကိုပင်လယ်ထဲကိုပြေးချလိုက်ပါတော့တယ်သူ့ရဲ့ဒီလိုလုပ်ရကြောင်းလူဗီတို့အားလုံးလှန်သွားကြတဲ့အချိန်မှာဒွန်ခရီကတော့အစိမ့်ငွေဘုံကိုလွတ်ထွက်လိုက်ပါတယ်ဒေမော့ဘော့ကလူတွေအားလုံးဘေးလွတ်ရာကိုထွက်ပြေးနေတဲ့အချိန်မှာလူဗီကတော့ဒေါသတကြီးနဲ့ဒွန်ခရီကိုစတင်တိုက်ခိုက်လိုက်ပါတယ်ပင်လယ်သမားတွေရဲ့မတ်စ်နှစ်ခုကိုလူယူပြီးဂိမ်းနဲ့ဆန်ကြီးစီကိုပြစ်ပေးလိုက်ပါတယ် ဲ့ဒီနောက်မှာတော့လူတွေအားလုံးကဘေးလွတ်ရာပင်လယ်တွေကိုဆင်းပြေးကုန်ကြပြီဖြစ်ပြီးလူဖီနာမှာတယောက်မှရှိမနေတော့ပါဘူးအစိမ့်ဝေပုံပေါက်ကွဲတော့မယ့်အချိန်မှာလူဖီနာကိုမတ်စ်တစ်ခုကမိုးပေါ်ကကြလာတာကြောင့်လူဖီလည်းမြန်ကောက်တက်လိုက်ပါတော့တယ်အစိမ့်ဝေတွေကုန်သွားတဲ့အခါမှာလူဖီကိုမတ်စ်ပြေးခဲ့တဲ့သူဟာဂင်းဖြစ်ကြောင်းသိလိုက်ရပါတယ်ဂင်းမှာအစိမ့်တွေမိနေပြီဖြစ်ပြီးတကူလုံးပြာနန်းကလဲကြလို့နေပါတယ်ဒါကိုမြင်တဲ့ဒွန်ခရီကလောင်ရင်နေခဲ့ပြီးသူ့အမိန့်ကိုမနာခံတဲ့အတွက်ဂင်းတစ်ယောက်ကတည်တင်ကြောင်းအသက်ရှင်နေသေးရင်လေသစ္စာပေါ်တစ်ယောက်သာဖြစ်မှာဖြစ်ကြောင်းအော်ပြောနေခဲ့ပါတယ် ရေထဲဆင်းပြေးကြတဲ့ဗင်နယ်တမျှကြီးတွေကတော့ဒွန်ခရီတယောက်သူ့လူရုံပေါ်မှာဒီလောက်ထိရက်ဆက်မဲ့ထင်မှတ်ဘူးလို့ပြောလိုက်ပါတယ်။စန်ဂျီကအသေးငယ်နီးဖြစ်နေတဲ့ဂိမ်းကိုကဲတင်ခြင်းနဲ့အတွက်အစိတ်ဖြေစေလန်တောင်းခဲ့ပါတယ်။ဒါပေမဲ့ဒီအစိတ်ဖြေစေဟာအစာအစိတ်တင်တဲ့အချိန်မှပဲသုံးရတာမို့အခုအစိတ်တန်းဝေးကိုရှူမိတဲ့အခါမှာအသုံးမဝင်တော့ပါဘူး။ဒါကြောင့်ဂိမ်းကိုဖြေစေတိုင်ရင်လည်းဘာအနည်းတင်မှရမှာမဟုတ်တော့ပါဘူး။ဂိမ်းရဲ့နှာခေါင်းနဲ့ပါးစပ်တို့ကနေသွေးတွေကယိုစီးလွန်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာဇက်ဖ်ကဂိမ်းရဲ့အစိတ်ပြေလို့ပြညာမတ်စ်ကိုတိုက်ခိုင်းလိုက်ပြီး လီကောင်းလီသန်းတွေရနိုင်မဲ့နေရာတစ်ခုစီကိုခေါ်သွားဖို့အကြံပေးခဲ့ပါတယ်ဒေါသရန်ထွက်ကပေါက်ကွဲနေတဲ့လူဖီကတော့ဂိမ်းအတွက်လက်စားချေတဲ့အနေနဲ့ဒွန်ခရီကိုအတိတက်ပြမှာဖြစ်ကြောင်းကြေငြာခဲ့ပါရီ။ဘာမဟုတ်တဲ့လူဖီတို့တင်မောပေါ်ကတောက်တူမေယာကောင်လေးတယောက်စီကသူ့ကိုချိန်မုံပြစ်မဲ့ဆိုတဲ့စကားကြားလိုက်ရတဲ့အတွက်ဒွန်ခရီတယောက်ဟဟပပတ်ရီမောလို့နေပါရီ။ဒွန်ခရီဟာလူဖီဟာဘလို့စိတ်တက်ရှိရဲဆိုတာနဲ့လူဖီရဲ့စွမ်းတွေကိုမသိရသေးပါဘူး။ဒါပေမဲ့သူ့မှာစူးစောင်းထားတဲ့ရာနဲ့ချီတဲ့လက်နက်တွေအစိမ့်ငွေပုံတွေပါဝင်ဓမြအင်အားကလည်းတော်လေးကိုများပြပါရီ။ ။ဒါကြောင့်အားလုံးကသူ့ကိုအစွမ်းထက်ဆုံးအဖြစ်သတ်မှတ်ထားကြတာဖြစ်ပြီးဒွန်ခရီဆိုတဲ့နာမည်ကိုကြားရုံနဲ့တင်ဖိမ့်ဖိမ့်တောင်အောင်ကြောက်နေခဲ့ရတာပါ။ဒီလိုလူဆိုးကြီးကလူဖီကိုတိုက်ခိုက်ဖို့အတွက်စတင်စိန်ခေါ်ခဲ့တာပဲဖြစ်ပါသေးတယ်။ဆန်ကြီးရဲ့ဂိမ်းကလူဖီကိုမာယူရဲမဆန်ဘူးအမျိုးမျိုးတားဆီးနေခဲ့ကြပါမိ။လူဖီကတော့နားမဝင်ခဲ့ပါဘူး။လူဖီဟာအချိန်ပြည့်စွာနဲ့ပြေးထွက်သွားပြီးဒွန်ခရီကိုစတင်တိုက်ခိုက်လိုက်ပါရီ။ဒွန်ခရီဘက်ကပြစ်လွတ်လိုက်တဲ့စူးကြွန်နေဟာလူဖီကိုထိခဲ့ပေမဲ့သူ့အစွမ်းကြောင့်ဘာမှတော့မဖြစ်ခဲ့ပါဘူး။ ဗီလန်ရဲရောက်နေတဲ့တင်မောသားတွေကလူဖီကိုအမြန်ထွက်ပြေးဖို့အော်နေခဲ့ပေမဲ့သူကယူမဆိုင်ခဲ့ပါဘူး။ပြီးတော့အဲ့ဒီဆူရီအားလုံးကိုဒွန်ဂရီစီကိုပြန်ပစ်လိုက်တဲ့အတွက်ဒွန်ဂရီလည်းလဲကျသွားခဲ့ရပါသည်။လူဖီလည်းသူ့ကိုယ်ပေါ်မှာဆိုက်နေတဲ့ဇူးကြုံတွေကိုအန်ဂျိတ်ကဆွဲနှုတ်လိုက်ပြီးဒီအချိန်ကသူတရားမဲ့အချိန်မဟုတ်သေးဘူးလို့ကြုံဝါလိုက်ပါသည်။လူဖီရဲ့ဆွမ်းကိုကြည့်နေကြတဲ့သူတွေအကုန်လုံးကချီးကျူးခဲ့ရပါတော့တယ်။လူဆိုးတွေဟာဒွန်ဂရီတယောက်ဒူးထောက်တာကိုတော့မြင်မှုသူတွေမဟုတ်တာကြောင့်အခုလိုလူဖီကအမောက်သိမ့်လိုက်တာကိုအံ့ဩမဆုံးဖြစ်နေခဲ့တာပါ။ဒီမောပေါ်မှာလူဖီရဲ့ဖြစ်ပျက်တွေကိုကြည့်နေတဲ့ဇက်နဲ့ဆန်ဂျီတို့ကိုတွေ့မြင်ရမှာဖြစ်ပြီး ဇန်ကြီးကတော့လူဖီတယောက်ယူသွားပြီလို့သာရေရွနိုင်မှာတော့တယ်။ဇက်ကတော့ဒီလိုယူမျိုးကိုတသက်မှာတစ်ခါတောင်ကြုံမှုမလွယ်ဘူးလို့ဆိုတာလူဖီလိုမျိုးစိတ်ဓာတ်ရှိသူတွေကပြင်မှတ်တစ်ခုလို့တတ်မှတ်လိုက်ပြီဆိုတာနဲ့တည်တဲ့အထိတိုက်ပွဲဝင်တဲ့အကြောင်းကိုရှင်းပြလိုက်ပါတယ်။ဒီစကားကြတော့ဇန်ကြီးကအယံအံ့ဩသွားခဲ့ရပါတယ်။လူဖီရဲ့ဒီလိုစိတ်ဓာတ်ကိုဇက်တယောက်ယမ်းသဘောကျသွားခဲ့ရပြီးဒရဇက်ကိုချီးကျူးနေပါတော့တယ်။လူဗီလိုစိတ်တက်ရှိသူတွေနဲ့ရန်သူဖြစ်မိရင်ကိုယ့်အတက်ကိုဖက်နဲ့ထုတ်ထားရတော့မှာပဲဖြစ်ပါတယ်။တစ်ဖက်မှာအစိမ့်မိကလဲကြနေတဲ့ဂိမ်းကိုအားမလျှော့ဖို့အတွက်လူတွေကပြောနေကြပါတယ်။ ဂိမ်းကတော့အသက်ငင်နေပြီဖြစ်ပြီးအခြေအနေကလုံးဝမကောင်းတော့ပါဘူး။တယောက်ကတော့သူ့ရဲ့ပူတင်စားကြည့်မလားလို့မေးနေပြီးကြံတယောက်ကတော့အစိမ့်မိထားတဲ့သူကိုပူတင်ကျွေးရမလားလို့ဆိုတာအချင်းချင်းရန်ဖြစ်နေပါလိမ့်။စဖို့မှုကသူ့အသားဟင်းကတကဘာလုံးမှအကောင်းဆုံးပဲလို့ကြွားနေကနှက်ပြီးထီတောင်ကောင်းတဲ့နေကကြော်စောတယ်လို့ဆိုလိုက်ပါလိမ့်။ဒီလိုရန်ဖြစ်နေတော့ဂိမ်းကငြိမ့်သက်သွားတာကြောင့်တကယ်ပဲတည်သွားပြီလားလို့ဆိုတာဂိမ်းကိုလှုပ်နှုံးနေကြတာပါ။ဂိမ်းစီကတုံ့ပြန်မှုတစ်ခုကိုရတော့မှသူတကယ်မသိသေးဘူးဆိုတာသိသွားပြီးစိတ်သက်သာရရသွားပါလိမ့်။ အားလုံးကလည်းဒွန်ဂရီနဲ့လူဖီရဲ့တိုက်ပွဲကဘယ်လိုဆက်ဖြစ်ကြမှာလဲဆိုတာကိုစိုးရိမ်နေကြပါသည်။ဒန်ယာရီနဲ့လဲကျနေတဲ့ဒွန်ဂရီကမင်းမသိလို့ဒီမှာဘသူတည်ရမှာလဲကွာလို့ဆိုတာအာတီမီပြန်ထားရလိုက်ပါသည်။ဒီလိုထလာတဲ့ဒွန်ဂရီကိုလူဖီကသူ့ရဲ့ရာဘာအစွမ်းကိုအသုံးပြုပါစောင့်ကန်လိုက်တဲ့အခါမှာတော့ဒွန်ဂရီတယောက်တဖန်ပြန်လဲကျသွားခဲ့ရပြန်ပါသည်။အရန်ဆွမ်းထပ်ပါရဲဆိုတဲ့ဒွန်ခရီကိုအရှော့မပြေးပဲတိုက်ခိုက်ခဲ့တဲ့လူဖီရဲ့စိတ်ဓာတ်ကိုအားလုံးကအံ့ဩနေကြရပါသေးတယ်။ အသေးတပ်ပြဖို့အတွက်အားလုံးကဝိုင်းပြီးတော့အဟိနေကြတဲ့အချိန်မှာဒေါဂရီကြီးကပြန်ထလာခဲ့ပြီးအပြင်းထန်ဆုံးတိုက်ပွဲတွေနဲ့လူဖီတို့ကိုတိုက်ခိုက်ပါတော့တယ်။သူရဲ့အစွမ်းထက်ဆုံးလက်နက်ဖြစ်တဲ့တိုက်ပွဲဝင်ရှင်ပြိုင်ကျင်သူကင်းမဲလာတဲ့လန်ဒန်ကြီးကိုထုတ်သုံးလာပြီပဲဖြစ်ပါတယ်။မင်းဘလောက်ကြောင်ရှောင်းနိုင်မလဲကြည့်ရသေးတာပေါ့လို့ဆိုတာလူဖီကိုအယူတခြားသားတခြားစီဖြစ်သွားအောင်တိုက်ခိုက်ပါတော့တယ်။တခါတိုက်ခိုက်လိုက်တိုင်းထားထပြီးပေါက်ကွဲတဲ့လန်ဒန်ကြီးကိုလူဖီကိုယ်တိုင်လည်းအံ့ဩနေကြရပါတယ်။ရှောင်းရင်တင်းရင်နဲ့လူဖီတယောက်သွေးထွက်လို့နေခဲ့ပါပြီ။ ဒီလိုတိုက်ပွဲကိုအချိန်ဆွဲနေမယ်ဆိုရင်လူဖီတယောက်စမုံတုံးတော့မှာပဲဖြစ်ပါရည်ဒွန်ခရီးရဲ့အင်အားကဘလောက်ကြီးလဲဆိုရင်ဒရန်တော်လေးနဲ့လန်တန်ကြီးကိုအသာလေးလွှဲပြီးခုံနိုင်ပါရည်နောက်ဆုံးမှာတော့လူဖီကိုထိသွားခဲ့ပြီးပောက်ကွေးကလူဖီလည်းဒဏ်ရာအပြင်းထန်ရသွားခဲ့ပါရည်ဒွန်ခရီးကသူ့ကိုဒေါသထွက်အောင်လှုပ်ထားလို့လူဖီကိုလွယ်လွယ်နဲ့ပြီးမတင်နိုင်ဘူးလို့ဆိုလိုက်ပါရည်ဇန်ကြီးကတော့လက်နက်တွေတစ်ခုပြီးတစ်ခုထုတ်သုံးနေတဲ့ဒွန်ခရီးကိုချိန်ဆလိုက်ပါရည်လနဲ့ဒီအဆုံးထုတ်သုံးလဲဘာတွက်ချက်မှုမှမရှိတဲ့လူငယ်လေးကိုချုံနေနိုင်ပါသေးတယ်လို့ဇက်ကသူ့ရဲ့အမြင်ကိုပြောနေပါရီ ။တခြားပြည်တခြားတိုက်ခိုက်နေရင်လုံးဝအရှုံးမပေးတဲ့လူဖီကိုဒွန်ခရီတယောက်အမြင်ကပ်လာခဲ့ပါရီ။နောက်ဆုံးမှာတော့ဒွန်ခရီရဲ့လန်ဒန်ကြီးကိုလူဖီကလက်သီးနဲ့တားခဲ့ပြီးပြင်းထန်တဲ့ပေါက်ကွဲမှုကြီးဖြစ်ကမီးခိုးလုံးတွေကတလိမ့်လိမ့်တက်လို့လာခဲ့ပါရီ။တွန်းဆုံမှုလုံးဝမရှိတာကအသက်ရှင်နေလို့လားဒါမှမဟုတ်သူ့ကိုယ်သူယုံကြည်မှုရှိလို့လို့တေးမောင်ကိုမကြောက်တာများလားလို့ဇက်ကရည်ရွယ်နေပါရီ။လေကြတိုင်းတိုက်ခိုက်တဲ့လူဖီကိုခွေးမသားလို့ဒွန်ခရီကဆဲလိုက်ပါရီ။ဒွန်ခရီစူးစီးခဲ့တဲ့လက်နက်တွေနဲ့ပင်လယ်ဓားများတွေဟာ သူရဲ့အင်အားလို့ပြောလို့ရတာမို့လူဖီလိုဘာမဟုတ်တဲ့ကောင်လေးနဲ့ရှင်ပြိုင်တိုက်ခတ်ရတာကသူ့အတွက်တိတ်ခါကြတဲ့အလုပ်လို့သတ်မှတ်နေတာဖြစ်ပါတယ်။လူဖီရဲ့ရင်ထဲမှာရှိတဲ့လန်ဒန်ကလည်းသူ့ရဲ့အင်အားပဲဖြစ်တာမို့ဘယ်တော့မှအရှုံးမေးမှမဟုတ်ဘူးလို့ဇက်ကပြောလိုက်ပါတယ်။အဲ့ဒီအချိန်မှာလူဖီရဲ့ခြေထောက်တစ်ဖက်ကဒီမော့ပြတ်ပေါ်ချလိုက်တာနဲ့တပြိုင်နက်တည်းပဲဒွန်ခရီးရဲ့လန်ဒန်ကြီးကပဲကျေသွားပါတယ်။အားလုံးကလူဖီပါဆက်လို့မလဲဆိုတာစောင့်ကြည့်နေချိန်လူဖီကမထီမဲမြင်ပြုံးနေငါးချက်လောက်ထိုးလိုက်တာလေလို့ဖြေလိုက်ပါတယ်။ကြည့်ရတာ ခမရလန်နန်ကြီးကဒီနေရာမှာနေထိတန်သွားပြီထင်ပါရဲ့လို့ပြောကမျက်မှောင်ကျုပ်လိုက်ရင်းနဲ့အပိုင်း28ကလည်းဒီမာရီမဲပြီးဆုံးသွားခဲ့ရပါတယ်။